မင်္ဂလာပါရှင်6ရက်10လ2025မှာစနေရက်10လ2025တပတ်တာတနင်္ဂနွေသားသတိချင်းမိတ်ဆွေရဲ့လုပ်ခိုင်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသတိအလောက်ကိုင်းခက်ခဲခြင်းတွေ့ဝေခြင်းစဉ်းစားချင်းကျေမှုတွေများပြီးတော့လောကကံရတာအဆင်မပြေမှုလေးကြောင့်အတက်တက်ဒါကိုယူဆိုင်ပါနော်တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းသင်းရဲ့ဒီပြင်းလွဲမှားမှုခံရတဲ့တင်ပြစိတ်ပါစာချုပ်စာရိုက်နဲ့ပတ်သက်တဲ့ကိစ္စလေးသတိထားပါလက်မှတ်ထိုးတာလေးတွေအမှားရဖြစ်တတ်ပါတယ်ရန်အန်ရဲ့အတက်ခိတ်တော်မရှိဘူးသို့ပေမဲ့မိမိမှာအပြိုင်ဆိုင်လေးတွေရှိတယ်နောက်မိမိကိုမနာလိုတဲ့သူရှိတယ်အဲ့ဒါလေးတော့သတိထားပါအချီးနဲ့ပတ်သက်ပြီးတော့ပြန်လာပွင့်လန်းခြင်းလူကြည့်လူခင်ပေါ်ခြင်းလို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာလေးတွေကြုံရတတ်ပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်အာယုံကျော်ခြေနဲ့ကြိုက်ခဲ့တဲ့ဝေဒနာခံစားတဲ့ကိစ္စပါဤချမ်းမှုရင်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့အားနည်းတယ်သူ့ပဲမဲ့ထီတိုးကန်ဆဲခြင်းနဲ့ဆိုရင်တော့သုံးတလုံးထီတိုးကန်ဆန်းလို့ရတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဝေးကြီးလက်လာပါပွန်လန်းစီမဲ့ရှင်လန်းစီမဲ့တပတ်တာပါ အောင်းနဲ့ပတ်သက်ပြီးတော့ကိုယ်ပဲဇာချုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူးမိမိကိုဗာလေးပဲလုံးလုံးမိဆွေကြီးအပေါင်းတိတိရဲ့ပံ့ပိုးမှုကူညီမှုလေးတွေရရှိစေမဲ့တပတ်တာပါဒီတော့တနင်္ဂနွေသားသမီးချင်းမိဆွေတွေကံတောက်ပတ်ဖြစ်စေတဲ့ရည်ရအောင်လေးပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိဆွေဒီတပတ်မှာခွေးစာဝဝလွေလွေကျွေးရင်းနဲ့မိမိကကဲနေတဲ့တပတ်တာတွေအရန်ခိုက်တီကင်းစင်ပပျောက်ပြီးတော့ကောင်းချူးချမ်းသာများရရှိစေပါပဲဖြစ်ပါတယ်ရှင် မင်္ဂလာပါရှင်6ရက်10လ2025မှာစနေရက်10လ2025တပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်မိမိရည်ရွယ်ကြံစီထားတဲ့ကိစ္စလေးတွေဒီတပတ်ထဲမှာအောင်မြင်စေပဲလို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းတော့ထွက်တတ်တယ်ဒါကလေဟိုအမှုမဲ့အမှတ်မဲ့နေတန်လန်တွေမှာကိုကထွက်သွားတာမျိုးဒါမှမဟုတ်ရင်လည်းပဲ ကိုယ့်ပစ္စည်းတွေကိုခံလိုက်ရတာမျိုးအဲ့လိုပုံစံမျိုးနဲ့ထွက်တက်တာအဲ့ဒါလေးကိုသတိထားရမယ်နော်မိတ်ဆွေကံရန်ကောင်းနေဆရာသမားကံရန်ကောင်းနေပြီးတော့ဒီတစ်ပတ်ထဲမှာမြေကိစ္စစကားပြောဆိုရမယ်ဆိုရင်မိမိဘက်ကနေပြီးတော့တည်တည်ချာချာစနစ်တကျနေကောင်းဆိုတာပြောရေးဆိုခွင့်ရှိတဲ့တယ်မှာပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်အိမ်ကိစ္စစကားပြောတော့မယ်ဆိုရင်ပြဿနာလေးရစုံတရာဖြစ်တဲ့တည်းဒါကြောင့်သတိထားပါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာလေးဖြစ်တတ်ပါတယ် ရန်အန်ရေလုံးဝမရှိဘူးချစ်သူခင်သူတွေပေါ်လာမယ်တပတ်တာပါအချီးကြီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းမယ်လူရှိလူခင်ပေါ်မေးအင်တော်ကြီးနဲ့ပတ်သက်ရင်အောက်လက်ငယ်သားတွေကြောင်းတာယာစီပဲအင်တော်ကြီးလို့တွေ့ရတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့ဂယုဆိုင်ပါအသိရှိသောတရဝါကောင်အကိုက်ခံတတဲ့ဂယုဆိုင်တော့အေးချမ်းမှုငင်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့တပတ်လုံးမှာအလုပ်တွေရဲရှုပ်တွေပြင်ပန်းနေဒါကြောင့်မလို့မအေးချမ်းသေးလို့တွေ့ရတယ် ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေတီတူကံဆန်းမယ်ဆိုရင်တော့ငါတလုံးတီတူကံဆန်းလို့ရတယ်။မွေးချင်းနဲ့ပတ်သက်ပြီးတော့မိမိကညံဆွမ်းညံစားနဲ့ရှာတဲ့မွေးချင်းရောကံကြောင့်ဝင်လာတဲ့ငွေရောနှစ်လုံးဝင်လာလို့ရှိတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါစိုးဝတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့ပျော်ရွှင်ပွေရာခီးမျိုးတွေတောင်သွားတတ်တယ်။ဒီတော့တင်းနလာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးပေးခြင်းနဲ့တင်းနလာသားသမီးချင်းမိတ်ဆွေ ဖះမှာဒေးချင်းတစ်ခွက်လူတန်းချင်းပြင်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လင်းသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။6ရက်10လမှာစနေရက်10လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေမပြည့်ပြတဲ့အလုပ်ကိစ္စလေးတွေမှာ စိတ်ညစ်စရာဆိတ်ရှုပ်စရာဖြစ်ပြီးတော့လုပ်ကြရတတ်ပါတယ်။တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။ မိတ်ဆွေပေါင်းသင်းတွေရေးစရာမားရီရဲ့ကိုကြီးပံပိုးထောက်ပံ့မှုရတဲ့အပြင်မိမိငွေကြေးကိစ္စလေးတွေစကားပြောဆိုတဲ့အခါအောင်မြင်စေမဲ့တပတ်တာလို့တွေ့ရပါသည်အိမ်နဲ့ပတ်သက်ရင်တော့အိမ်ကိစ္စစကားများပဲပြဿနာဖြစ်ပြီးဒါကြောင့်မိမိဘက်ကပြောမဆိုမတွေမဖြစ်အောင်ကြိုးစိတ်ပါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့တက်ကြီးရွယ်အိုတွေကြီးခဲ့တဲ့သူတွေအတွက်နောက်ဆန်တင်ရမယ်ပူပန်ရမယ်ဒီလိုလေးတွေ့ရတယ်ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့သတိထားပါနော် ဘယ်ဟူဘဲသွားသွားသွားတဲ့နေရာတွေမှာအမြဲတမ်းကိုယ်အတွက်အန္တရာယ်လေးတွေရှိတယ်အမှုသက်လေးတွေရှိတယ်ဒါကိုဘယ်ယူဆိုင်ပါချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းတဲ့တပတ်တာပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်စီကနေတရင်ကောင်းချာတပါလိကျမကြီးနဲ့ပတ်သက်ရင်တော့ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘိုင်းမကောင်းတာဘိုင်းအောင်တာဘိုင်းနာတာဒီလိုလေးခံစားတည်တည် အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာမိသားစုတွေငွေကြေးစုဆောင်ထားတာလေးနဲ့အလှူတန်းလေးတွေလုံးဝမေးဆိုတဲ့အရာလေးလည်းတွေ့ရပါတယ်။ကံနဲ့ပတ်သက်တော့အားနေတယ်။ဒါ့ပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့လေးတလုံးထီထိုးကန်ဆန်းလို့ရတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွန်းလန်းလာမယ့်တပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါအောက်လက်ငယ်သားတပတ်လက်သားလေးနဲ့ပတ်သက်ပြီးတော့ တခုခုကိုကိုကလိုက်ဖြည့်ရှင်းပေးရတာမျိုးလေးကြောင့်အတက်တည်းဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ပစ္စည်းတွေရည်ရအောင်လေးပေးခြင်းပါနေအင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရရမယ့်တပတ်တာရည်ရကတတ်တလို့ခောက်ဆွေးကြောအိမ်ဖျားမှာလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင် င်္ဂလာပါရှင်ချောင်းရဲဆယ်လာမှာစနေရဲဆယ်လာ2025တပတ်တာဘုံတော်ဥဒသမီချင်းမိတ်ဆွေရဲ့လုပ်ကိန်ကနေစတင်ဟောပြောမှာပဲဖြစ်ပါတယ်ရှင်ဘုံတော်ဥဒသမီချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ပြဿနာတွေရှိတယ်လုပ်ငန်းဘယ်မှာ ပြောရေးဆိုရာကိစ္စတွေမှာပြဿနာတွေတက်သွားတာမျိုးနောက်ပြီးတော့ငွေကြီးအယောစားရှိတာမျိုးဒါလေးတွေ့ရတယ်ပြုဆိုင်ပါနော်တန်မိုးကြီးတော့ပြည်စီထွက်တဲ့တည်တည်ထားပါ မိတ်ဆွေတွေဆရာသမားတွေကုညီမေမဆာမေမြေကိစ္စလေးအဆင်ပြေမယ်ပညာရည်နဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်မှာအလိညာခံရတာအိမ်ကိစ္စစာချုပ်ချုပ်ဆိုတဲ့ကိစ္စအလိခံရတဲ့ကိစ္စဆိုင်တော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးကံအောင်နေခྱི་သွားပေးသွားတဲ့ခྱི་ရတယ်ပဲမိမိရည်ရွယ်ထားသည့်အတိုင်းအကြမကြနဲ့ခྱི་ထွက်ရတာမျိုးကြုံရတဲ့တည်းရန်အနေနဲ့စူးစူးဝါရှိတဲ့ဂိမ်းဆိုင်တော့အဲ့တော့ကိုကို ဖျက်လူဖျက်စီးလောက်တာမျိုးနောက်ပြီးတော့ကိုယ်အပုတ်ချတာမျိုးနာမည်ဖျက်တာမျိုးခံရတဲ့တကယ်ကိူးဆိုင်ပါအချီရင်နဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်မယ်လူကြည့်လူခင်ပေါ်မယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ရဲ့ကျမ်းမာရေးညံ့တဲ့တည်းယူဆိုင်ပါမိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ရင်သတိထားပါဖြစ်လိုက်ရင် ခြေစစ်လက်စစ်လေးတွေကြိုက်တာခဲတာလေးကြုံရတဲ့တည်းအေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့လုပ်ငန်းခွင်မှာပြဿနာလေးတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ် ကန်နဲ့ပတ်သက်ပြီးတော့ကန်အောင်တော်ကောင်းတွေချီတူးကန်ဆန်းခြင်းတွေဆိုရင်တော့၃ညတလုံးချီတူးကန်ဆန်းလို့ရတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ချီငါထားတော့ငွေကြီးကိစ္စများစကားပြောဆိုတာတက်တယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမိမိကိုဒုက္ခပေးတဲ့သူကလင်းစုံမရက်ဖက်ယောက်ျားဆိုရင်မိမရှိတယ်ပေါ့မိမဆိုရင်ယောက်ျားရှိတယ်အဲ့လိုလင်းစုံမရက်ဖက်ကဒုက္ခပေးတာမျိုးကျုံ့တက်တယ်ဒီဥစ္စာပါဗုဒ္ဓဘာသာသမီးချင်းမိတ်ဆွေတွေကန်ထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးပေးချင်ပါတယ်။ ဗုဒ္ဓသာသမီချင်းမင်းဆိုရင်ပြုလုပ်ဆောင်ရမယ့်ယရိယာကမိမိနေအိမ်ကဖျားမှာပန်းဝါခုနှစ်ပွင့်လူရန်ချင်းဖြစ်ခက်ခဲနေတဲ့တပတ်တောင်အလုံးစုံပြည်လဲသွားမင်းလူတို့ရပါတယ်ရှင်။မင်္ဂလာပါရှင်။6ရက်10လမှာစနေရက်10လ2025တပတ်တောင်ကျောင်းသမီးသာသမီချင်းမင်းဆိုရဲ့လုပ်ငန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ကြာတာမိချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းဘာလီပဲလုံလိုက်လုံလိုက်မိမိရည်ရွယ်ထားတဲ့အတိုင်းအဝေခွေကြနေအစီပြေသွားစီမဲ့တပတ်တာပါ တန်ဖိုးကြီးသောပစ္စည်းတော်ထွက်တတ်တယ်ဒါလည်းလိုအပ်လို့တကယ်ကိုသုံးရမယ့်အရာမလို့ထွက်သွားတာလေးကျွန်တော်တက်တယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့မနာလိုဖြစ်တာတွေမိတ်ဆွေတွေရဲ့ဒုက္ခပြတာတွေဒီလိုလေးခံရတတ်တယ်နော်အိမ်နဲ့ပတ်သက်ပြီးတော့အရန်ကောင်းအိမ်ကိစ္စတွေအဆင်ပြေမယ်အိမ်ဝင်တဲ့ကိစ္စတွေအဆင်ပြေမယ်အိမ်ပြုပြင်တဲ့ကိစ္စတွေအရန်ကောင်းနေပြီရှင်ယူသားချင်းနဲ့ပတ်သက်ရင်တော့အဲ့လိုကျမ်းမာရေးမကောင်းတဲ့သတင်းတွေကိုကြားရတတ်တယ်ရန်အနေနဲ့ကြိုက်ကြိုက်ရမ်းများတယ် ကိုဘက်ကဘလို့ပဲတိုက်ခိုက်များများကြိုးစားပါအလုပ်တစ်ခုကိုအာရုံစုဆိုင်စွာလုပ်ပါပတ်ဝန်းကျင်ရဲ့စကားကို နားထောင်သင့်တဲ့အရာလေးတွေကိုနားထောင်ပါဒီလိုလေးပဲပြောချင်ပါတယ်နော်အချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာအရန်ပွင့်မယ်လူကြည့်လူကင်ပေါ်မယ်ဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့အယူဆိုင်မှုကျင်နာမှုရွေးရမှုတွေရရှိစေမဲ့တပတ်တာပါကျမကြီးနဲ့ပတ်သက်ရင်စိုးကျလုံးဝမရှိဘူး။ကံနဲ့ပတ်သက်ရင်တော့အားနည်း ဘာဖြစ်မနေဒီတို့ကန်ဆန်းခြင်းနေဆိုရင်တော့6တလုံးဒီတို့ကန်ဆန်းလို့ရတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ပွန်လန်းရှင်လန်းစီမဲ့တပတ်တာပါ။ပြောတိုင်းဖြစ်လုပ်တိုင်းဖြစ်ဆိုတော့ဝေးရှာလို့ကောင်းတာပေါ့နော်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တော့ဘာသာရေးနဲ့ပတ်သက်တာတွေအလူအတန်းတွေများစွာလုပ်ရင်းနေဝေးခြင်းလာပါတွေနဲ့ပွန်လန်းပေးရှင်လန်းပေးအကျိုးမြတ်တွေလည်းများစွာရရှိစေမဲ့တပတ်တာပါ။ဒီတော့ဂျာတာဘေးသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ယနေ့အကောင်းလေးပြချင်တယ်။ ဆန္ဒပြသားသမီးချင်းမိတ်ဆွေတန်ဃာတော်တပါးကိုမိမိကြိုက်မြင့်တရားဟင်းလျာတစ်ခွက်တည်းစွန်တဝဲနဲ့စက္ကန့်လူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တောင်အလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်6ရက်10လမှ12ရက်10လ2025တပတ်တောင်တောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ အောက်ကြသားမိချင်းမိဆွေအလုံးနဲ့ပတ်သက်ပြီးတော့ကိုလုံနေတဲ့အလုပ်ကလေးတွေမှာမပြီးပြည့်လို့စိတ်ညစ်ရတာနောက်ပြီးတော့မပြီးပြည့်တဲ့အပြင်ပြဿနာလေးတွေကြုံတွေ့ရတာဒီလိုလေးတွေရှိနေတောင်ခရုဆိုင်ပါနော်တန်မိုးကြီးတော့ပြည်စီဝင်လာလို့ရှိတယ်အဲ့တော့ကိုကိုယ်တိုင်ပဲဝယ်ဝယ်သူတစ်ပါးကပဲလက်ဆောင်ပေးပြီးတန်မိုးကြီးပြည်စီဝင်မယ်လို့တွေ့ရတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့နဲ့ရံများခြင်းစကားများခြင်းပြဿနာဖြစ်ခြင်းလို့တွေ့ရတယ်ဒီလိုဆိုင်တော့အိမ်နဲ့ပတ်သက်ရင်တော့အိမ်ကိစ္စတွေမှာပူပန်အပ်တဲ့စိတ်နှောင့်ယှက်ကြုံရတတ်တယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းမှာစိတ်ဝမ်းတွေကွဲစီတာမျိုးကြောင့်အတက်တည်ခရီးနဲ့ပတ်သက်ပြီးတော့သွားမယ်လို့ရည်ရွယ်ထားပြီးတော့မှရက်ရွှေ့သွားတာမျိုးတွေလည်းကြောင့်အတက်တည်ရဲအနေနဲ့အတိုက်ခိုင်စူးစူးဝါမရှိဘူးဆိုပေမဲ့ကိုယ်အမြင်မကြည့်တဲ့သူတွေရှိတယ်ဒါအောင်ကိူးစိတ်ပါအချီးရင်းနဲ့ပတ်သက်ရင်တော့မျက်နှာအရန်ပွင့်နေတဲ့စမ်းပွင့်နေတဲ့ကာလာအိမ်တော်ရင်းနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ဝေးကြီးကိစ္စလေးတွေတော့လိုက်လံဖြည့်ရှင်းပေးရတာကိုကဖြည့်ရှင်းပေးရတာဒီလိုလေးအကျဉ်းဝတ်တည်း ကျမကြီးနဲ့ပတ်သက်ရင်စိုးချုံမရှိဘူး။ဒို့ပေမဲ့ကိုကအရင်ကနေ့ကအနာတရဖြစ်လာရင်ကျမကြီးဒီတချောင်ချောင်ဖြစ်လာနေဆိုရင်ဒီတစ်ပတ်ထဲမှာအနာနဲ့စီးတွေ့သွားနိုင်မယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားနေတယ်။ဒို့ပေမဲ့မဖြစ်မနေထီထိုးကံဆန်းခြင်းတွေဆိုရင်တော့နှစ်တလုံးထီထိုးကံဆန်းလို့ရပြီ။ငွေကြီးနဲ့ပတ်သက်ပြီးတော့အချင်းငါဘသူ့မှာမလုပ်နေငွေကြီးငွေငါကိစ္စလေးတွေမှာပြဿနာပေါ်တတ်တယ်ရှင်းရတတယ်လင်းရတတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမှာမိမိအနေနဲ့ ကိုကသူတော်ကကိုကိုပဲစိတ်နှောက်ရတယ်ပေးထားတယ်လို့မကောင်းတဲ့အစီအစဉ်တွေနဲ့လှုပ်ထားတယ်လို့ကိုကလုံးမအီမတာတွေဖြစ်တာဒီနေ့စိတ်ကြည်လန်းနေဒီနေ့စိတ်ရှင်လန်းနေနောက်နေ့ကျရင်ကိုရီလက်တွေလေးလံထိုင်ပိုင်းပြီးတော့အိယာထဲမှာဘုံဘုံလဲခြင်းနေဒီလိုမျိုးလေးတွေဖြစ်တတ်ပါတယ်ဒီတော့ဘာသာရေးများများလုပ်ပေးရတယ်ဒိဋ္ဌိများများလုပ်ပေးရတယ်နော်ကံတော့ဘာဖြစ်စီတဲ့ယရိယာက နေအိမ်ကဖျားမှာနွားနှုတ်၃ခွဲလူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်နေတော့မင်းတို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်6ရက်10လမှာစနေရက်10လ2025တပတ်တာစနေသားသမီးချင်းမိစုရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်စနေသားသမီးချင်းမိစု၏အလုပ်နဲ့ပတ်သက်ပြီးတော့အရန်ကောင်းဗာလိလုံလုံကိုရည်ရွယ်ထားတဲ့အတိုင်းအဝေခွေချတဲ့အစီအပြေမေးအလုပ်ကအကျိုးမြတ်တည်ရမေးအလုပ်နဲ့ပတ်သက်တဲ့အခွင့်အလမ်းလေးတွေပေါ်မေးဒီလိုလေးတွေ့ရတယ်ပေါ့နော်တန်ဖိုးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းသင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းရဖို့ရှိတယ်။အောက်လိုက်ငယ်သားစီရနေလည်းတည်ငောင်းကြဖို့ရှိတယ်။အိမ်ကိစ္စနေရာတိုင်းကိစ္စတွေအလုံးစုံစေပြီးတော့ပါလိမ့်မယ်။ရှင်ဝိသားချင်းနဲ့မှကျမ်းမာရေးအသေးအံညံ့တဲ့တည်နေကြရတဲ့တည်။ရန်အနေရတိုက်ခဲ့ရှိတယ်မိမိကိုအပြစ်ပြောမယ်မိမိကိုမနာလိုတာခံရမယ်ဒါလေးတော့တည်ထားနော်။ ချီးနဲ့ပတ်သက်ပြီးတော့အင်မတန်မှမျက်နှာပွင့်နေမိလူချင်းလူငယ်ပေါ်မိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့သားသမီးတွေအတွက်အိမ်တော်ကြီးမှာပူပန်နေရတာမျိုးလေးဂျုံဝတ်တည်းကျမ်းမကြီးနဲ့ပတ်သက်ရင်တော့စိုးချိုးလုံးဝမရှိဘူးကဲနဲ့ပတ်သက်ရင်တော့အားနေတယ်သူ့ဘယ်မဲ့ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ဝင်လာတဲ့ငွေကြီးလေးတွေဟာအထွက်အရန်ကျန်းနေတယ်မှာပါတယ်ငွေမစုမိတာမျိုးဖြစ်တတ်တယ်ပေါ့နော်ပူပန်စရာလေးဂျုံဝတ်ပြီးကြည့်လိုက်တော့ မိမိကိုမကောင်းတဲ့အရာတွေကနေပြီးဟန့်တာမျိုးဥမာတနေရသွားမယ်ဆိုရင်အပြင်နဲ့တိတ်တိတ်ရင်ဖို့ဖြစ်စရာအကြောင်းအရာလေးတွေပေါ်တာမျိုးဒီလိုလေးတွေ့ရတယ်ဒီလိုစနေသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ယရေရာကောင်းလေးပြီးချင်ပါလေစနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရရမယ့်ယရေရာကရေများများလှူပေးရတယ်လိုအပ်နေသောနေရာတွေမှာရေကုသိုလ်လှူဒါန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်